မမြင်တဲ့ပုဂ္ဂိုလ်မရှိဘူးလူပုံနဲ့တရိစ္ဆာန်ပုံနှစ်ပုံပဲရှိတယ်လို့တို့ပြောကြတာဟုတ်ကလားယောဂီတို့သဘောပေါက်လားမသိဘူးရှိတယ်တခါကြီးတို့ဒီမိုင်းကိုတကယ်ရှိတာအဲ့ဒါလေးဦးဇင်းတို့မာမြင်တော်တဲ့မှာတရားတွားကျင်တော့ပန်းထွားပြင်မာကြီးဆိုတာဒီနေ့တိုင်အောင်ရှိတယ်အဲ့လူတွေပြောရင်ယုံကြည်မှယုံမယ်ဦးဇင်းတို့ဒီတရားကျင်တော့ပြင်မာကြီးကဟိုတော့က ဗိဒ္ဓနုမြို့ပျက်စီးခဲ့ရတာသူတို့ဘဝဆုံးရှုံးခဲ့ရတာယဟန်တို့ယဟန်ရောက်နေကြောင်ဖြစ်တယ်ဆိုပြီးတော့ယဟန်နေမကြည့်ညို့ဘူးယဟန်နေတော်တဲ့ဝင်ရင်ယဟန်နေအန္တရာယ်ဖြစ်တယ်ကားစီးတော့ကားပြက်တယ်တော့ကားဖိမ့်ပေါက်တယ်ခိုးတော့ကဦးဇင်းတို့တောင်တန်းသာသနာပြုဆယ်တော်ဖရာကြီးသူရှိတဲ့ကားပြက်လို့အဲ့ရိတ်နေဆန်းပြီးတော့ လမ်းလျှောက်ရတယ်ဆိုတဲ့အကြောင်းရေးထားတယ်။ဒါလည်းပြတော့ရောက်ပြီတော့တကယ်ရလို့မရဘူး။အဲ့ဒီအဲ့ဒီမာမြင်တော့ဥဒဏ်ရောက်ပါတယ်။အဲ့ဒါရှင်းပြမယ်ယောဂီ။မာမြင်တော့ရောက်ရတော့ဘုရင်တို့ယောဂီတို့သင်ပေးတယ်လို့ပဲ72နာရီအဋ္ဌိဌာန်ထိုင်ကျင့်တယ်။အဋ္ဌိဌာန်ထိုင်ကျင့်ပြီးတဲ့အခါဒီတော့ထဲမှာရှိတဲ့ပန်းထွားပြင်မာကြီးတို့တောသောနာတောင်သောနာတို့နတ်ဘလူတွေတို့မကျွတ်မလွတ်တဲ့ပုံပုံတွေ ဦးနဲ့အကုန်လုံးဖိတ်လိုက်တယ်ဖိတ်ပြီးတော့ပရိတ်ရွတ်တယ်အမြတမ်းပြေးဝေးတယ်မေတ္တာပို့တယ်ဒါအမြဲလောက်တာတော့ယောဂီလို့ခိုးတော့အဲ့ဒီမာမြင်တော့တယ်မှာပြေးရွတ်လို့မရဘူးပရိတ်ရွတ်ရင်အန္တရာယ်ဖြစ်တယ်ကွာဒီလိုချောင်းလေးပါလေဖြတ်ကူးတောင်းမှဆိုတာဖရာတပ်ပြီးကူးရင်ညက်တော့တယ်ကွာအဲ့ဒါတကယ်ဖြစ်တာယောဂီလို့ဖရာဖရာလို့တပ်ကူးရင်ညက်ပြီအဲ့ဒါအားပါညက်သွားတဲတဲ့မြုပ်သွားတာအဲ့လိုဖြစ်သွားတယ်အဲ့ဒီတော့ရောက်သွားတယ် ရောက်တော့ဥဒယတိတရားကြီးကျင်းပြီးတော့တနေ့လုံးတရားထိုင်ပြီးတော့ညနေ9နာရီထိုးတဲ့အခါတောထဲမှာရှိတဲ့ဘီမာကြီးတို့နဲ့အပေါင်းပါတွေနောက်ပြီးတော့နတ်ဘလူးတွေနတ်မိတ်ဆာတွေမချွတ်မလွတ်တဲ့ပုံကိုယ်တွေဝိဇ္ဇာတွေသောကြီးတွေတပတိတွေအကုန်လုံးဖိတ် ပြီးတော့အယျျော့တယ်ပယျျော့တော့အဲ့ဒီဘီမာကြီးတို့ဟာမူကြတယ်မျက်ကြီးကြီးကြရတယ်အဲ့ဒါတွေ့ရတယ်ဦးဇင်းတို့ ။တို့စိတ်ထားနှလုံးသားတွေမှုညံ့သွားတဲ့သဘောပျော်ပြောင်းသွားတဲ့သဘောလို့ယူဆရတယ်။နားလည်ပြန်တော့ယောဂီတို့။ဒါဦးစင်းကိုယ်တိုင်တွေးရတာ။အဲ့တော့ဒီဒီမာကြီးကဦးစင်းတို့တော်တဲ့တရားကျင့်တော့ဝါခင်း၃လဦးစင်းကြီးရှစ်ပေါင်း90တရားကျင့်တယ်။တရားမှာနားရရတယ်မရှိဘူးတရားကျင့်ဒီပြေမာကြီးတို့မေတ္တာမြတ်ပူတယ်ဘုရားသုံးလပြည့်တဲ့အခါအဋ္ဌံပြည့်ပြီ ဥစဉ်ပြန်ကြွားတော့မယ်ဆိုပြီးတော့အဲ့ဒီတောထဲမှာဗြင်မာကြီးတို့နဲ့တကွာအထိနှကောင်းနှမြတ်ကြီးအားလုံးဝိရိုင်လေးတွေထွန်းတယ်ဖျောင်းတဲ့လေးတွေထွန်းတယ်ဆမ်းမန်းပေါက်ပေါက်လေးတွေကျဲပြီးတော့ဥစဉ်နှုတ်ချက်တယ်နောက်တင်ကတော့ဥစဉ်ပြန်ကြွားတော့မယ်ပြပောင်းကိုယ်တဲ့ပြည့်ပြီအဲ့တော့ဥစဉ်ကိုဖွင့်ပြကြပါသူတို့နှုတ်ဆက်တယ် နှုတ်ဆက်တော့ရောရိုတညာလုံးဥစဉ်မဲရအောင်တညာလုံးတညာလုံးတကြီးမှမဲရဘူးအဲ့ဒါလားနေကြတာတယောက်ပြီးတယောက်တယောက်ပြီးတယောက်အဲ့နင်းပြီးတယောက်မဲနားလည်းပြီးတော့ရောက်ကလေးအဲ့ဒါဘင်းမကြီးကမတ်တပ်ရပြီးတော့ဥစဉ်တို့အချိန်အပြည့်ဆယ်နှစ်နာရီကျော်ကျော်လောက်အချိန်ပေါ့မတ်တပ်ရပြီးတော့ယောဂီတို့လိုလိုကျုံကျုံထိုင်တာမဟုတ်ဘူးမတ်တပ်ရလက်ဟုတ်ချပြီးတော့ဆဲတော့ မမြင်တော့အလဲတဲ့တယ်ဇေဒီကြီးတဆူဆဲတော့တင်ပြပါလို့အဲ့လိုလျှောက်တယ်တော့ယောဂီတို့ဥဒေတကယ်အဖြစ်အပျက်ကိုပြောနေတာမဟုတ်လားလက်ဦးချပြီးတော့လျှောက်တယ်ကျတော့ဥဒေကပြန်ပြောတယ်ဒီမှာကြီးဒီနေရာဇေဒီတရားကအင်မတန်ခက်ခဲတယ်မတည်ပြရစေနဲ့ရှင်လဲဒီနေရာမှာမရှိဘူးကြောက်စရစ်တဲလည်းမရှိဘူးတန်တို့ဒီလက်မြေတို့တဲဖို့ဆိုတာလေအဝေးကြီးရံကောင်းကနေတဲရမှာ လမ်းတွေကလည်းမကောင်းဘူးပြင်မာကြီးလမ်းတွေကလည်းမနဲ့လားလူတော်မနဲ့လမ်းလျှောက်ရတယ်ကားသွားဖို့နေနေတာလူတော်မနဲ့လမ်းလျှောက်ရတယ်ဘွတ်တန်းကြီးတွေသွားလာအဲ့တော့ဥဒင်းမတည့်ဘုရားစီနေဥဒင်းနဲ့သီလတိတ်ကတမာတိတိတ်ကပညာတိတ်ကပြည့်စုံနေဆယ်တော်ဘုရားကြီးတွေကိုပြင့်ပြီးတော့ပြင်မာကြီးတဲခိုင်းမှာလို့ဥဒင်းကပြန်ပြောတယ်ပြန်ပြောတော့ပြင်မာကြီးကတခါဆက်ပြောတယ်တော့မဟုတ်ဘူးတဲ့ဆယ်တော်ကတပည့်တော်တို့နဲ့အထမ်းဆက်နှီးတယ်တဲ့အဲ့ဒါလျှောက်လာတယ်တော့ ပထမနေ့ဆယ်တော်ကသာသနာ့သူ့နိုင်ငံရှိလို့ဆယ်တော်ကိုရွေးပြီးတော့ပင့်တာပါတဲ့အဲ့ဒီမှာသူတို့ပင့်နေအကြောင်းလျှောက်တယ်စောစောတုန်းကဘသူပင့်လို့ပင်မမသိဘူးမာမြင်တော့ကြွပါဖျားလို့မာမြင်တော့ကြွပါဖျားလို့ဆိုလိုတာကြွကမာမြင်တော့ကြွပါလားဘသူပင်မမသိဘူးဒီအမှသူတို့ပင့်နေအကြောင်းလျှောက်တယ်နားလည်ပြီနော်အဲ့တော့ဆယ်တော်သေးသေးတဲ့တာတဲ့ပါတဲ့ရှေ့ကမမမမရသူတို့ကနောက်ကပန့်ပိုးပါမယ်ပူညီပါမယ် ရှေ့တော့လိုအပ်တာအကုန်လုံးဆောင်ရွက်ပေးပါမယ်။ပြင်မကြီးကအမတ်ခံတယ်တလား။သူအမတ်ခံတဲ့အတိုင်းဂတိတည်တယ်ပြင်မကြီးကလည်းဓမ္မယုသူသူဆန်းဆန်းနေခင်ဗျားတို့မာမြင်တော့啊။ဦးဇင်းတို့ဆုံးမှန်ကြွသွားတယ်။ဆုံးမှန်ကြွတယ်ဆိုရင်ဒီလိုဟိုဆုံးမှန်ကဒီလိုရွာကြီးတွေနဲ့နီးလို့မဟုတ်ဘူး။မုတ်ဆိုးသေးလေးတွေလို့ဟိုလေတော်သေးလေးတွေလို့နည်းနည်းပပရှိတာပေါ့။အဲ့ဒါလေးတွေဆုံးမှန်ကိုမပြည့်အောင်လို့ဆုံးမှန်ကြွတယ်။ဒါမဲ့ရတယ်တပိတ်တလုံးအပြည့်ရတယ်။ ဲဆုံးသွားကြရင်အဲ့ဒီတစ်ခါတခါပြင်မိုက်တဲ့နောက်ကလိုက်လာတယ်အဲ့လိုနောက်ကလိုက်လာတော့ရှင်းတော့ဘာလို့တလဲအဲ့လိုနေတယ်ပြီးတော့ဦးဇင်းတို့ဒီအလုတ်သမားတွေပြေးဖို့ဒီကနေ့ဝတ္ထုလိုတယ်ဝတ္ထုမရှိဘူးပေါ့အဲ့လိုပြောလိုက်ပြောလိုက်တော့ဦးဇင်းတို့ဒီဆုံးကံပြန်ကြွလာတဲ့အခါကျောင်းဆုံးကံပြန်ရောက်တဲ့အခါလူဘန်းကြီးနဲ့လူမဲလူကရောက်နေပြီ အဲ့ဒီလိုဒီမိုက်ပဲထူးထူးဆန်းဆန်းဒီဘိုင်းနေနေလှူတဲ့ဝတ္ထုတွေဆိုတာကជី9000နာအုပ်လိုက်ပြီးလှူတာအဲ့ဒီတစ်ခေါက်တော့ကဦးစင်းတို့တွေ့ရတာသိမ်းပေါင်း900လောက်ရှိတယ်ဘိုင်းနေထည့်လှူတာနားလည်ပြီနော်ယောဂီတို့ဦးစင်းတို့တဲပြူမှာမက်ကပြက်တာမဟုတ်ဘူးဒီလည်းပြက်နေတယ် ဟုတ်ပြောပြီဒီအကြောင်းနဲ့ပြောရင်မက်ကပြတ်တတ်တယ်နော်တို့တို့အကြောင်းတွေပြောရင်မက်ပြတ်တတ်တယ်ဆိုတာအဲ့ဒါမျိုးရှိတယ်ဘုရင်ခဏခဏကြုံရတယ်အဲ့ဒါမျိုးဒါဘုရင်အမှန်နဲ့ပြောတာအခုမှမှားလာမရှိဘူးအဲ့တော့အကြောင်းပြန်ရောက်ရင်အဲ့လိုလှူမဲ့လူကရောက်နေတယ်အဲ့ဒါသူတို့ဆန်းဆန်းတော့တကြိမ်မဟုတ်ဘူးရောက်ပြီတကြိမ်ရတာမျိုးမဟုတ်ဘူးအကြိမ်ပေါင်းများဆိုအဲ့ဒီလိုလှူတာ ကျူးလွန်တာအဲ့ဒီလိုဝိထုတွေရပြီနဲ့ဦးဇင်းတို့ကတခါတည်းခရီးတည်းကိုထည့်လိုက်တယ်ဦးဇင်းတို့အတွက်ခြံသာတို့သုံးသာတို့တခါမှမရှိဘူးအကုန်လုံးဒီခရီးတည်းကိုထည့်လိုက်တယ်ထဲတော့အဲ့ဒီနကောင်းနတ်မြတ်တွေကလည်းတိတယ်ဆယ်တော်သာသနာပြုတာတိတိကျကျမှန်မှန်ကန်ကန်ပြုတယ်ဆိုတာသူလက်ခံကြတယ်ဦးဇင်းတို့လွန်ခဲ့တဲ့တပေါင်းလားပြည့်နေရ ဖျားကြီးအထက်ဌာပနာပိတ်တယ်ကောအထက်ဌာပနာပိတ်တော့မာမြင်တော်တဲ့မှာလူတွေဆိုတာတောင်းကြည့်ပြီးတော့ရောက်လာတယ်အဲ့ဒီလူတွေဖိတ်တာလည်းမဟုတ်ဘူးမပိတ်သေးနဲ့ဒီလူတွေတောင်းကြည့်ရောက်လာတယ်အများကြီးအင်းအဲ့ဆရာနေရဆိုတာမရှိတော့ဘူးချွတ်တက်တဲ့အောက်တည်းအဲ့ရတယ်အဲ့ဒါတော်လုံးတကောင်လုံးလူတွေဖွေးသွားတယ်အဲ့တော့ဦးဇင်းတို့ကသူ ဆုံးလံကြတော့နေရအဲ့ဒီအချိန်မှာဖြစ်ဖြစ်တော့ပူနေတယ်နေဖြစ်ဖြစ်တော့ပူနေတော့ဆုံးလံကြွားရင်းနဲ့ဘုရင်မကြီးဒီနေ့သမဏပိတ်ပွဲမှာလာတဲ့လူတွေကအများကြီးအဲ့တော့ဒီလူတွေမိပူရင်တော့ပြင်းမှန်းလိမ့်မယ်အပေါ်တတ်တီတက်ပြီးတော့သဗ္ဗနာထည့်ရမယ်အဲ့တော့နေမပူအောင်မိုးအောင်မှာဦးတဲ့ဒီနာကောင်းတဲ့မြတ်တွေလေဦးတဲ့ကမေတ္တာရပ်ခံတယ်ခေါ့ အဲ့ဒီဦးဇင်းဆုံးကကြွားလုံးကနေပူးနေတယ်။ကြောင်းနဲ့ပြန်ရောက်လာတော့မိုးရီကအုံဆိုင်သွားတယ်။မိုးရီကအုံဆိုင်သွားပြီးတော့ဒီမိုးဖွားဖွားလေးတွေကျလာတယ်။လို့ချစ်လာတယ်။ကာဒါသမားတို့ပြောရတော့ဒါတိုက်ဆိုင်မှုတစ်ခုလို့ယူဆလို့ရတယ်ပေါ့ဟုတ်လား။ခဏခဏဘုမောအဲ့လိုလုပ်ခုတယ်။ဒီမာမြင်တော်တွေကနေပြီးတော့ဦးဇင်းတို့ထီရပောင်း60တေးလို့ပြန်ကြွားတာနေတော့လာလေ။ဒီမိုးတွေကတက်တိုက်နေတယ် ဆန္ဒရဲ့လောက်သွားတယ်။နေမတွေ့ရဘူး။နေမမြင်ရဘူး။အဲမိုးတွေတပြုံးပြုံးတတိုင်းတိုင်းလွားနေတော့ဦးဇင်းတို့ပြန်ထွက်ရတာနည်းနည်းခက်တယ်။အဲတော့ဦးဇင်းကဒီပြန်ကြွတာဒီမှာမာမြင်တော့တဲ့မှာလှက်ပြောမေတ္တာပို့မယ်တရက်တရက်ကဗောဓိမေဆေတော်ဘုရားကြီးတွားပြီးတော့ဝှချမယ်ကြော့မယ်တရက်တရက်ကတော့ပြန်မယ်ပေါ့အဲ့တော့ဒီ၃ရက်ကိုမိုးမရအောင်လုပ်ပြကြပါမိုးလင်းအောင်လုပ်ပြကြပါ အဲ့ဒါတတ်တည်ပြောတယ်မုံမလေးမှုဆိုရင်တော့မမြင်တော့ပြန်ကြွမလာတော့ဘူးအဲ့ဒါခါနဲ့ပြောတာအဲ့ဒီမိုးကလင်းသွားတယ်ဟာခက်ရကြည့်ရကွာဒီမိုးကလင်းသွားပြန်လာရတော့ဆိုရဲဆိုကိုကလေးနဲ့ကိုအဲ့လိုဖြစ်သွားတယ်မိုးလင်းသွားတော့အဲ့ဒီပြန်လာရတယ်နားလည်ပြီနော်ရုပ်ကလေး